ရုပ်ရှင်တွေမှာအလိုက်ဖက်ဆုံးဇုံတွေအဖြစ်သတ်မှတ်ခံရတဲ့အနုပညာရှင်ဇုံတွေလေးတွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စန်းကြီးပါ page ကနေပြီးတော့ပြန်လည်ချုပ်ဆိုလိုက်ပါရင် ရုပ်ရှင်ဇာတ်ကောင်ကြီးတွေမှာမင်းသမီးမင်းသားတွေကတယောက်နဲ့တယောက်မထက်အောင်တရုပ်ဆောင်ကြပေမဲ့ပရိသတ်ကြီးရဲ့အမြင်မှာတော့ဘသူနဲ့ဘသူပေါင်းဖက်တာက အလိုက်ဖက်ဆုံးဆိုပြီးတော့သတ်မှတ်ထားကြတာမျိုးရှိပါတယ်။အပြင်မှာတကယ်ချစ်တဲ့သူတွေမဟုတ်ကြပေမဲ့လိုက်ဖက်လို့တကယ်နဲ့အားပေးခံရတဲ့အမှုပညာရှင်စုံတွေတွေကိုအခုဗီဒီယိုလေးမှာဖော်ပြပေးသွားကြပါမယ်။နံပါတ်1နေတိုးနဲ့အင်ဒရာကျော်စင်ဗီဒီယိုဇာတ်ကောင်တခင်နဲ့2020ဝင်းကျင်ခုနှစ်မှာရုပ်ရှင်ဇာတ်ကောင်တွေကိုတကယ်နဲ့အားပေးခဲ့တဲ့ပရိသတ်တွေဆိုရင်တော့ နေတိုနဲ့အိန္ဒြာကျော်စင်ကိုလက်ထပ်ဖြစ်လိမ့်မယ်လို့သာထင်ထားကြတာပါရုရှင်ဇဂါရီရိုက်ပြီးဆိုရင်တော့အကြည့်တွေအပြောတွေဟာအစအရန်ကိုလိုက်ဖက်တဲ့အတွက်သူတို့နှစ်ယောက်တွဲဖက်တဲ့ဇဂါမှာခြေကောင်းလာလို့တောင်မှပျော်စမတ်တွင်တာပါတယောက်နဲ့တယောက်ကအပေးယူလဲမျှတာတဲ့အတွက်ရိုက်တဲ့ဇဂါတိုင်းကလည်းအောင်မြင်ပါတယ်နေတိုနဲ့အိန္ဒြာကျော်စင်တို့က ရုပ်ရှင်လောကကတခိရဲ့ပြိသက်အားပေးမှုအများဆုံးအနုပညာရှင်ဆောင်ရဲတရဲအဖြစ်ရည်တည်ခဲ့ပါတယ်နေတိုနဲ့အင်ဒရာဂျိုဇင်တို့တွေ့ရိုက်ခဲ့တဲ့ရုပ်ရှင်စကားတော်တော်များကတော်တော်လေးကိုပေါက်ရောက်အောင်မြင်ခဲ့ပါတယ်။လက်တလောမှာအင်ဒရာဂျိုဇင်ကရုပ်ရှင်ရိုက်ကူးရေးရနာချတာမို့နှစ်ယောက်တွင်စကားလေးတွေကိုတော့မြင်တွေ့ရဖို့မရှိသေးပါဘူး။ နံပါတ်1ဖြီတီဦးနဲ့သက်မော်မြင့်ဖြီတီဦးနဲ့သက်မော်မြင့်တို့ကိုပရိသတ်တီကဟာတာအချစ်ဗီဒီယိုဇာတ်ကားတွေမှာတော်တော်လေးကိုကြိုက်ကြတာပါ။နှစ်ယောက်ကမျက်နှာပေါက်လဲထူးသလိုလိုက်ဖက်မှုလဲရှိတာကြောင့်သူတို့နှစ်ယောက်တွေ့ထားတဲ့ဇာတ်ကားတွေဆိုရင်တော့တော်တော်လေးကိုကြိုက်နေသက်ကြပါရဲ့။လိုက်ဖက်ညီတာကြောင့်ချစ်သူတွေဖြစ်ခဲ့ဘူးကြလားဆိုပြီးတော့ပရိသတ်တီကတောင်းမှထင်သေးပေးကြတာဖြစ်ပါရဲ့။ ဒါပေမဲ့လမ်းခွဲခဲ့တာကသူတို့နှစ်ယောက်အတွဲဇက်ကားလေးတွေမြင်ကျင်ကြတဲ့ပရိသတ်တွေအတွက်ကတော့ဝမ်းနည်းစရာဖြစ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာပြည်တီဦးနဲ့သမုံမြင့်တို့ကဇက်ကားတကားထဲမှာတောင်းရိုက်ကူးလာမျိုးမရှိတော့တာကြောင့်မှပြည်တီဦးကလည်းတခြားမင်းသမီးတွေနဲ့သာတွဲရိုက်လာပြီးတော့သမုံမြင့်နဲ့မဆုံပြတ်တာကြပါပြီ။လက်ရှိမှာတော့နှစ်ယောက်လုံးကအနုပညာအလုပ်တွေကိုရန်နာထားတာဖြစ်လို့နှစ်ယောက်တူတူမြင်ရဖို့ကတော့မရှိသေးပါဘူး။ နံပါတ်3အောင်ရင်လင်းနဲ့ဖွေးဖွေးအောင်ရင်လင်းနဲ့ဖွေးဖွေးရဗီဒီယိုစကားတစ်ခင်မှာသူတို့နှစ်ယောက်မတွေ့တဲ့စကားဆိုတာရှားလောက်တဲ့အထီကိုတခစ်ထားခဲ့တာပါပရိသတ်တရားလည်းသူတို့နှစ်ယောက်စကားတကားထဲမှာစုံပြီဆိုရင်တော့အလိုလိုကြည်ကောင်းတယ်လို့ကိုသတ်မှတ်ကြတာဖြစ်ပါတယ်ဂျာထဲမှာရုပ်ရှင်တကားမှတွင်မရိုက်ပဲဝေးကွာသွားခဲ့ကြရပြီးတော့ မကြခင်မှာတော့အချင်းရုပ်ရှင်ဇာကားကြီးနဲ့ပြိတ္တိရှိမောက်ကိုပြန်ရောက်လာတော့မှာဖြစ်ပါရင် အောင်ရဲလေးနဲ့ဖွေဖွေတို့ရဲ့ရုပ်ရှင်တွေကိုပြန်ပြီးတော့မြင်တွေ့ရတော့မှာမို့ပြိတ္တိချို့ကတော့တော်တော်လေးကိုပျော်နေကြပါရင်နောက်ထပ်နှစ်ယောက်အတူတူမြင်ရအောင်မလားဆိုတာကတော့မသိရသေးဘူးဖြစ်ပါရင်ရှင်နံပါတ်၄နေတိုးနဲ့ဝိမုံရွှေကြီး နေတိုးနဲ့လိုက်ပတ်တဲ့နောက်ထပ်မင်းသမီးတယောက်ကတော့ဝင်းမုံရွှေဖြစ်ပါတယ်။ဝင်းမုံရွှေနဲ့နေတိုးတို့တွေ့ပတ်တဲ့အချိန်ဆိုရင်လိုက်ပတ်တာကြောင့်ချိုင်းနဲ့တက်တဲ့သူတွေများပါတယ်။ဝင်းမုံရွှေကဗဲမင်းသားနဲ့တွေ့တွေ့လိုက်ပတ်တဲ့ပုံစံရှိရမို့မင်းသားတယောက်ထဲနဲ့တွေ့မရိုက်ပဲတတော်များနဲ့တွေ့ရလေးရှိပါတယ်။အခုနောက်ပိုင်းမှာတော့နေတိုးကလည်းမင်းသမီးငယ်လေးတွေနဲ့သာတွေ့ဖက်ရိုက်ကူးနေတယ်လို့ဝင်းမုံရွှေကလည်း အေဂျင့်မောင်တို့လိုမင်းသားတွေနဲ့တာအရိုက်များနေတာဖြစ်ပါတယ်။အခုလက်ရှိပေါ်ပြသွားတဲ့အမှုပညာရှင်စုံတွေရဲ့မှာဘယ်စုံတွေကိုအလိုက်ဖက်စုံလို့ပရိသတ်ကြီးထင်လဲ comment လေးထဲမှာရေးခဲ့ပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။